ကျွန်တော်ကငကိုကတရားဦးမြို့နယ်မိုးချိုးရင်းရွာကလယ်သမားကြီးဖားဖြစ်သူဦးထွန်းကြည်ဒေါ်တင်မေတော်ကမွေးထားတဲ့လယ်သမားသာသမီပါလားကျွန်တော်ကတန်းပညာလည်းမသင်ခဲ့ရဘူးဘုန်းကြီးเจ้าမှာကွင်းသုံးဝလူချွတ်ပြီးကြတဲ့ဆလင်းနဲ့ဆငါးနဲ့သားကြတဲ့ကျွန်တော်တောင်သူလုပ်ငန်းကိုလုပ်ခဲ့အောင်အစကတော့ဒီပသိန်းကြီးဒီဘက်နယ်မှာရောက်တဲ့ခါကျတော့ကျွန်တော်လယ်လေးသုံးရကနွားလေးတစ်စင်းနဲ့စားခဲ့ ဟုတ်တယ်ဗျဟိုးအဆုံးကပြောတန်းထိအဲ့ရနေပြီးတော့ဟိုးပသိင်းကြီးဟွာဆိုင်ပုတ်မိုင်ကုန်းရွာချေထိဧကဟွာပေါ့ဒီပသိင်းကြီးနေတယ်မှာလက်မြေကရာချီတယ်ခင်ဗျကျွန်တော်ခုဆိုပဲတတ်တော့တတ်နေလို့လည်းအများကြီးရသွားပြီဟိုပွွင့်ပွင့်လင်းလင်းပြောရင်ခဏဒီဒီမန်းလေးမြေလေးနေပါလဲဆိုကျွန်တော်ဟိုထိုင်စားလို့လည်းရပြီဒါပဲမလို့ကျွန်တော်မနေနိုင်ကျွန်တော်ကဒီဒီလေယာမြေပဲချစ်မြတ်လို့ကဒီဒီစိုက်ပျိုးရေးကိုပဲလုပ်နေရမှာတခြားလုပ်တွေပါလေဆိုမိတ်ဆွေပေါင်းသင်းတွေရတယ် အဘာကြီးလှုပ်ပါလားညာကြီးလှုပ်ပါလားကျွန်တော်လုံးတကယ်ပြောရမယ်ဆိုလုံးမဲ့ဆိုကျွန်တော်လုံးနိုင်တယ်ကျွန်တော်ကဒီစိုက်ပြွေးကိုလုံးရမယ်ဆိုလုံးနိုင်ကျွန်တော်ဒီကျွန်တော်မျိုးသမီးတော်ပြောတယ်အဲသူကြောင်းနေပါတယ်သူလှုပ်ချင်တယ်တော့ပါသူတို့လှုပ်ချင်လို့ဟိုလဲခွင်းတော့မဆွလွတ်နိုင်ဘူးဆိုကျွန်တော်ကလဲပြေပဲလှုပ်မပြောပြီးသားအဲ့လောက်တောင်ကျွန်တော်ကလဲရမြေတွေပေါ့မိဘဘိုးဘပိုင်တဲ့လဲမြေတွေကိုဈေးကောင်းရလဲမရောင်းသိချင်ဘူး တောင်သူလက်ငေါကနေပြီးတော့ခုလုံသမားကူလီဘွားကိုကျွန်တော်ကတော့မရောက်ဖြစ်ချင်ဘူးအဲ့တော့ကိုယ်လယ်မြေတွေကိုထိမ့်သိမ်းပါတောင်သူတွေနေနဲ့ကောင်းကောင်းမွန်မွန်စနစ်တကျနဲ့လှုပ်ပါလှုပ်ပြီးဆိုထွက်လာတဲ့သီးနှံနဲ့ဗာနဲ့လှုပ်မယ်ဆိုလို့ရှိရင်မစားတော့ဘူးဆိုတော့မရှိပါဘူးစားတော့ပါဟုတ်ကြီးဆိုတာတကယ်ရွှေလို့ပြောတာအာတကယ်မှန်တာပေါ့ဗျာစိန်ရွှေရွယ်လို့ရတယ်မြေကတော့မလွယ်ဘူး